ရှင်မြတ်ဟောပြလို့ဘုန်းကြီးတွေဘယ်ဟောလို့မရဘူးဆိုတာတပည့်တော်တို့သိခဲ့ရပါရဲ့ဗျာတခြားသူတွေကိုပြောပြတော့သူတို့ကတို့ဘုန်းကြီးကပေးရင်သာဟောတာငွေမျိုးပါဘူးလို့ပြန်ပြောပါရဲ့ဗျာပြီးတော့ဘုရားတော်မှာရှိဖြစ်လာမယ့်ဟာတွေကိုပြောပါတယ်လို့တပည့်တော်တို့ပြောပါရဲ့ဗျာတပည့်တော်တို့အနေနဲ့ဘယ်လိုတုံ့ပြန်ပြောရမှာမလဲဗျာတော့ဘုရားနဲ့သွားတိုင်းတော့ဘယ်ရင်ဟောတဲ့လောက်ကတော့လုံးဝမလုပ်ရတာဘာသာပတ်သက်ယူခြင်းမယူခြင်းအဓိကမကြောက်ဘူးဘယ်ရင်ဟောတဲ့အတွက်ကြောင့်ဦးဇေနုကမ္မတက္ကတာညံတဲ့ပျက်စီးတယ် ကံကိုယုံကြည်မှုဘုရားဘာသာကံကိုယုံကြည်ရတာလေအဲ့တော့ဘုန်းကြီးဆင်းရဲဘာသာရေးကောင်းတာဖြစ်တဲ့ဘုန်းတော်ကြီးကိုယ်တိုင်ကတော့ဒီလမ်းကြောင်းကိုသွားကြောင်းပြတဲ့ခါကျတော့ကဲအကလုံးကံမတက္ကနာညာပြည့်စည်သွားနိုင်တယ်ပေါ့နောက်တစ်ချက်နောက်တစ်ချက်ကကုလတ္တနာခေါ်တယ်ဗရာတရားပြည့်စည်မှုခေါ်တယ်အဲ့တော့ဘုန်းကြီးကဘယ်နေဟောပြတဲ့ကြောင့်ဘုန်းကြီးပေါ်မှာတို့စိတ်တစ်မျိုးပြောင်းသွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဒီကုလတ္တနာကိစ္စရဲ့ကမတက္ကနာညာပြည့်စည်မှုရဲ့ပေါ့ဒီအကြောင်းအကြောင်းတွေကြောင့်မစ္စောဘုရားဘယ်နေဟောမှုကိုလုံးဝခွင့်မပြုခဲ့တာလေပတ်စံရရှိမရရှိအဓိကမကြောက်စေစနာပေါက်လည်းမရဘူးလေ နော်ဘုံကြီးပဲစိတ်ကူပေးတာစေတနာနဲ့ကူပေးတာပဲပတ်ဆက်မရဘူးလေဒါမှမဟုတ်မဆိုင်ဘူးယာရီရှင်းမယာရှင်းမဆိုင်ဘူးလူတွေဟာတန်ဃာတော်များကိုတန်ဃာလို့ပဲမြင်စေခြင်းလေစေသမားနဲ့မြင်စေခြင်းဘိဒင်ဆရာလို့မြင်စေခြင်းဘူးနော်တန်ဃာကိုဘုရားသားတော်ဘုရားသားတော်လို့ပဲမြင်စေခြင်းလေဘုရားသားတော်ဆိုတာငြိမ်းချမ်းပြီးတော့ပရိယပတိပတ်လောက်ကိုလုံနေတဲ့ပုဂ္ဂိုလ်ပါလို့မြင်စေခြင်းလေဘိဒင်ဆရာကြီးဘိုးတော်ကြီးတွေကိုခိုင်းဆရာကြီးတွေဝိဇ္ဇာကြီးတွေနဲ့လုံးဝလုံးဝဘုရားမမြင်စေခြင်းဘူးတန်ဃာကိုတည်တံလေးပဲထားစေခြင်းတာနော်အဲ့ဒီမျိုးပါအဲ့တော့ဘိဒင်ကရဟန်းတော်တွေကလုံးဝဟောလို့မရဘူးပေါ့နော်အဲ့တော့ဘုရားတော်မှာခုနကရှစ်ပြစ်ကိုဟောတယ်ဆိုတာ ဒီပိလေဆရာအဲ့လိုရှင်းပြကိုဟောတာဟုတ်ကဲ့လားဘုရားဟောတယ်ဆိုတာကသစ္စာ၄ပါးတရားကိုဟောပြတဲ့ဇလန်းစင်တာသဘောလားအတိတအားလေးဆိုတာဒီပုဂ္ဂိုလ်ကအတိတ်တုန်းကဒီလိုဒီလိုကံတွေလုပ်ခဲ့ပါလေဆိုပြီးတော့အဲ့ဒီကံတရားကိုအကြောင်းပြပြီးဆက်ဆောင်ပြီးသစ္စာ၄ပါးတရားဟောမှာအဲ့ဘုရားတရားတပုတ်ပြီးသွားပြီဆိုရင်ဒေသနာပြောတာလေးဆိုအကုန်တောတာမယ်နေဖြစ်ကုန်ကြတာဘယ်တွေဟောလဲလို့ဘယ်သူကတောတာမယ်ဖြစ်မသွားဘူးနော်အဲ့တော့ဘယ်တွေဟောလဲတောတာမယ်ဖြစ်ရင်ဟောလေတော်တော်ဟောဟုတ်နော်အဲ့တော့ဘုရားရှင်ကိုသွားနိုင်နေတယ်ဘုရားရှင်ကဘယ်တွေဟောတာမှမဟုတ်တာမင်းဘာဖြစ်လိမ့်မယ်နော်လို့ပြောတာမဟုတ်ဘူး အတိတ်ကိုပြောတယ်အနာဂတ်ကိုပြောတယ်ဆိုတာကသူ့ကိုသစ္စာလေးပါးတရားဟောရှင်လို့ဇလန်းဆင်တာသူ့ကိုဒီအကြောင်းကိုပြောမှသူကရမှာလေအဲ့ဒါအတိတ်အကြောင်းတွေကိုဟောပြတယ်အနာဂတ်အကြောင်းတွေဟောပြတယ်ဆိုတာဒါသူ့ရဲ့သစ္စာလေးပါးတရားကိုဟောဖို့အတွက်ဇလန်းဆင်တာအလကားနဲ့အချောင်မရမဟောပါဘူးသစ္စာလေးပါးတရားမရဘူးဆိုရင်ဘယ်သူမှလိုက်ပြောမနေဘူးဘုရားရှင်ကအကုန်လုံးတယောက်ချင်းစီရဲ့အကြောင်းလိုက်ပြောနေမှာဆိုတရားတော်ဟောမှာမဟုတ်တော့ဘူးလေအဲ့ဒါဘုရားကဒီပုဂ္ဂိုလ်ကိုသစ္စာလေးပါးတရားရမယ်ဆိုမှသူ့အကြောင်းကိုပြောတာမရဘူးဆိုရင်ဘာမှပြောစရာအကြောင်းမရှိဘူးနော်မရှိပါဘူး